မင်္ဂလာညချမ်းပါရှင်နေပြီးတော့မိုးလေဝသနဲ့ဇလားပြည်တာညွှန်ကြားမှုဦးစီးဌာနမှာ2025ခုနှစ်နိုဝင်ဘာလ13ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6:00နာရီခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးအပူချိန်များပေါ့နေပြီးတော့မှာ32ဒီဂရီဆဲစီရဲ့60ဒီဂရီဖာရန်ဟိုက်နဲ့ရန်ကုန်မြို့နယ်မန္တလေးမြို့တို့မှာ34ဒီဂရီဆဲစီရဲ့63ဒီဂရီဖာရန်ဟိုက်စီတို့ဖြစ်ကြပါသေးတယ် ီကနေ့ညနေ6:00နာရီခွဲအချိန်မိုးလေဝသဂျိုတူမှာဖမ်းယူရရှိတဲ့ပုံရောဘင်္ဂလားပင်လယ်အမြောက်ပိုင်းမှာတိမ်ကင်းစင်တလောက်ရှိနေပြီဘင်္ဂလားပင်လယ်အော်အလဲပိုင်းမှာတည့်ရနေငယ်ဖြစ်ထွန်းနေကောင်ကပလီပင်လယ်ပြင်နေကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတည့်ရအသင့်အတင်မှာတိမ်ထူထက်နေပါတယ်မြန်မာနိုင်ငံအပေါ်မှာကတော့ တနင်္လာရီတိုင်းဒေသကြီးမှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျက်ရနေရတဲ့လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကျွတ်ပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတင်အတင်အတင်မှာတိမ်ထူထနေပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်ကင်းစင်တလောက်ရှိနေတာကိုတွေ့ရပါတယ်။မြမပင်လေမြမလှိုင်းအတင်အတင်ရှိပါမယ်။ လိုင်းမြမောင်းမြမကဲယူနေတဲ့ရှောင်းနဲ့ကန်လွန်ပင်လေးပြင်းတို့မှာ9ပေမှာ9ပေခန့်ရှိနိုင်ပါတယ်မနှက်ပြန်မတဲ့ချိန်အထိခံမှန်းချက်များအနေနဲ့ကတော့တနင်္လာရီတိုင်းဒေသကြီးမှာနေရာစိတ်စိတ်နဲ့ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမှုထစ်ချုံရွာပါမယ်ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းချင်းပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော် ချက်မြင့်နယ်တောင်ပိုင်းအရှေ့ပိုင်းကယားပြည်နယ်ပဲခူးတိုင်းဒေသကြီးအင်အာဝတီတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာတရရတဲ့အတင်ဖြစ်ထွန်းပြီးချက်မြင့်နယ်မြောက်ပိုင်းစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာအများအားဖြင့်တာယာပါမယ်နေပြည်တော်နဲ့အနီးတဝိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခံမှန်းကြမှာ အများအားဖြင့်တာယာပါမယ်အနိုင်ဆောင်အပူချိန်မှာ19ဒီဂရီဆယ်စီယံ66ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆောင်အပူချိန်မှာ33ဒီဂရီဆယ်စီယံ67ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်အညီတဝိုင်းမနက်ဖြန်အတွက်မိုးလီဝါဒအခြေအနေခံမှန်းကြမှာတရရင်အတင်းဖြစ်ထွန်းပါမယ်အနိုင်ဆောင်အပူချိန်မှာ24ဒီဂရီဆယ်စီယံ85ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆောင်အပူချိန်မှာ34ဒီဂရီဆယ်စီယံ63ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ် မန္တလေးမြို့နယ်အနီးတစ်ဝိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းကြမောင်းအများအားဖြင့်တာယာပါမယ်အနှိမ်ဆုံးအပူချိန်မှာ20ဒီဂရီဆယ်စီယံ68ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးအပူချိန်မှာ34ဒီဂရီဆယ်စီယံ63ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်နောက်နေ့ရက်အတွက်ခံမှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနယ်ရှမ်းပြည်နယ်တို့မှာညအပူချိန်များအနည်းငယ်လျော့နေနိုင်ပါတယ် အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်ခုစိတ်နှပြချမ်းမှာချမ်းသာကြပါစေရှင်